ားလုံးပဲမင်္ဂလာပါကျွန်တော်မောင်တုခါပါဒီနေ့မှာကျုံမိတ်ဆွေများတွင်တက်တော့ကနမိတ်လေးဟောပေးမှာဖြစ်ပါတယ်တလားစာဟောစမ်းပါဒီနေ့မှာတော့တောက်ကြသားမိတွက်ပါ အချစ်ရဲ့အိမ်တော်ရင်စီးပွားရေးငွေချင်းအလောက်ကစုံလင်းအောင်လေးကြည့်ပေးမယ်ပြည်တော်ကြံရလေးလည်းပေးမယ်ဒီရေရောင်လောက်ထားမယ်ဆိုရင်ဒီငါးလပိုင်းမှာတောက်ကြသားမိတွက်ပြန်ကောင်းခြင်းတွေကိုစီကိုရောက်လာမှာဖြစ်ပါတယ်ရေရောင်ဖြစ်အောင်လုပ်ပေးပါလို့ကျွန်တော်ကကြံပြချင်ပါတယ်ခင်ဗျာ ဒီ၅လပိုင်းမှာတောက်ကြသားပြီတွေကံကောင်းနေလားကံဆိုးနေလားနှစ်ခွန်းနဲ့မေးရင်ကောင်းအားက60လောက်ရှိတယ်ဒိဋ္ဌာယမှာက40လောက်ရှိပါတယ်ဘာတွေကကောင်းနေတာလဲဘာတွေဒိဋ္ဌာယမလဲဆိုတော့ကိုအသေးစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်မဲ့ကံကကိုနဲ့ထက်တဲ့လောက်ငွေကြေးဥစ္စာပစ္စည်းတွေဝင်လာတတ်ပါတယ်ကံနဲ့ပတ်သက်ပြီးတော့ငွေတွေထုတ်လိုက်ထိန်လိုက်ဝင်လာတတ်ပါတယ်လုံးဝမရအောင်တင်တဲ့ငွေကြေးဥစ္စာပစ္စည်းတွေကပြန်လည်ရရှိတတ်ပါတယ် ါကြောင့်ကောင်းတယ်လို့ဆိုရပါမယ်။အထူးပြုဆရမှာကမိတ်ဆွေအပေါင်းတင်ရောင်းရင်တောင်ကိုမှခက်ခဲချက်တွေရင်ဆိုင်ရပြီးတော့ရှင်းလို့မရတဲ့ပြဿနာတွေဖြေရှင်းရတတ်ပါတယ်။ဒါကြောင့်မိတ်ဆွေတွေပေါင်းတင်ဆက်ဆံနေရမှာဒီထားပြီးပေါင်းတင်ဆက်ဆံမှာကျွန်တော်အကြံပြုချင်ပါတယ်။ဒီ9လပိုင်းမှာတောက်ကြအတိုင်းအတွက်မိတ်ဆွေအကျိုးမပေးတဲ့ကာလတစ်ခုဖြစ်ပါတယ်။မိတ်ဆွေအတွက်ကြောင့်ကိုမှဒုက္ခတွေအခက်အခဲတွေနဲ့ရင်ဆိုင်ရတတ်ပါတယ်။မိတ်ဆွေတို့ဒီဆိုင်ပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ။ မိသားစုရေးအိမ်တော်ရေးနဲ့ပတ်သက်မယ်ဆိုရင်မိသားစုရေးကအရင်မညံ့ဘူးဆိုပေမဲ့အိမ်တော်ရေးမှာတွားပြီးတော့ညံ့တတ်ပါတယ်။ကိုနဲ့ကိုအိမ်တော်ဘက်နဲ့ကဒီ၅လပိုင်းမှာမျက်နှာချင်းဆိုင်လို့မရတဲ့ပြဿနာတွေကြုံလို့ရတတ်ပါတယ်။ကိုကလည်းသူ့ကိုကြည့်လို့မရဘူး၊သူကလည်းကိုကိုကြည့်လို့မရဘူး။တွေးလိုက်တာနဲ့ဒါရန်ထားဖြစ်နေတာပဲ။ဒါကြောင့်ဒီ၅လပိုင်းမှာတောက်ချာသားမျိုးနဲ့ဂရုစိုက်ရမှာကအိမ်တော်ရေးနဲ့ပတ်သက်တာ။ ။ဘာမှမဟုတ်တဲ့လူတွေကြောင့်ကိုယ့်အိမ်တော်ကြီးမှာလာပြီးတော့ထိခိုက်တတ်ပါ။ဒါကြောင့်အိမ်တော်ကြီးပြန်ကညံ့တဲ့ကြောင့်မို့ကျွန်တော်ပြေးတဲ့ရေတရားဖျောင်းလုပ်ပြီးပေါ့လို့ကျွန်တော်ကအကြံပြုချင်ပါတယ်။ဒီ၅လပိုင်းမှာတောက်ကြတိုင်းပြီးအိမ်ဝင်မဲ့သူတွေ၊ခြံဝင်မဲ့သူတွေ၊အိမ်ရောက်မဲ့သူတွေ၊ခြံရောက်တဲ့သူတွေအရှင်ကြီးတတ်ပါတယ်။ဒါကြောင့်အိမ်ချမင်းနဲ့ပတ်သက်တဲ့ကိစ္စတွေကအရန်ကျူးပေးမယ်လို့ဆိုရပါမယ်။လူငယ်တွေရန်တစ်ချင်တဲ့အခြေအနေနဲ့ပတ်သက်တာအခြေအကတော့ဒီ၅လပိုင်းမှာ ပြောနေလဲအကြံပြုရမယ်ဆိုရင် လုံးဝလုံးဝအာယုံမဆိုင်စေချင်ပါဘူး။ဘာကြောင့်လဲဆိုတော့အချစ်ရဲ့ကြောင့်ကို့မှာဆင်းရဲရတာတွေပူပန်ရတာတွေအချစ်ရဲ့ကြောင့်အလုတ်ပြက်အစားပြက်အိတ်ပြက်နော်။ဒါကြောင့်အချစ်နဲ့ပတ်သက်ရင်ကံညံ့တော့ကြောင့်မို့အချစ်ကိုမေ့ထားပြီးတော့နော်အလုတ်ဘက်ကြောင့်အာယုံဆိုင်စေချင်ပါတယ်။အချစ်နဲ့ပတ်သက်ရင်ကံရမ်းညံ့နေတဲ့ဒါလာလို့ဖြစ်ပါတယ်။ဒါကြောင့်အချစ်နဲ့ပတ်သက်မယ်ဆိုရင် to view site ပါလို့ကျွန်တော်ကကြံပြုချင်ပါတယ်ခင်ဗျာ။အရန်ကောင်းနေတာက ကို့မှာရန်သူကြီးကြီးမားမားမရှိပါဘူးလူချစ်လူခင်များနေတဲ့ကာလတခုဖြစ်ပါတယ်အသွင်းရလည်းမရှိဘူးအပြင်ရလည်းမရှိဘူးလူမုံမများဘူးပေါ့နော်ကိုနဲ့အစင်မပြေတဲ့သူတောင်မှဒီငါးလပိုင်းမှာပြန်လဲအရှင်တွေတက်ပါတယ်ဒါကြောင့်မို့ကို့မှာလူမုံများအတွက်ကြောင့်မို့ဒီတစ်ချက်ကတော့ကံကောင်းတယ်လို့ဆိုရပါမယ်ကျမရေနဲ့ပတ်သက်မယ်ဆိုရင်တော့အနာဟောင်းတွေပြန်လဲထားတတ်ပါတယ်။ဒါကြောင့်ယောဂဟောင်းတွေစီယူဆိုင်ပါ။ကိုယ်ကသွေးတိုးတက်လား၊စီချိုတက်လား၊အစာရင်ဖြစ်တက်လား။နော် ဒါကြောင့်ဒီယောဂရဲ့ပြည့်စုံပြည့်နယ်ဆန္ဒပါဒါကြောင့်အစားအသောက်အနေနဲ့ပြင်ပါမယ်ကျွန်တော်ကအကျဉ်းပြချင်ပါတယ်။ဘာသာတရားနဲ့ပတ်သက်မယ်ဆိုရင်အရန်အားကောင်းပါတယ်။မိတ်ဆွေတို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတယောက်ဆိုရင်ကျွန်တော်အခုအကျဉ်းပြချင်တာကမိတ်ဆွေအတိတ်ထန်လေးတွေဝင်ကြည့်ပါ။မိတ်ဆွေဖြစ်ချင်တဲ့ဇနာလူတွေအတိတ်ထန်ဝင်ရင်အလွယ်တကူအောင်မြင်တတ်ပါတယ်။ဥပမာအိမ်လိုချင်တို့နော်။ဒါမှမဟုတ်ဆိုရင်အကျွေးတွေကြည့်ချင်းလို့အဆင်ပြေချင်းလို့ဘယ်ကိစ္စမှဆိုမိတ်ဆွေအဆင်ပြေချင်တဲ့ကိစ္စတခုကိုအတိတ်ထန်ဝင်ပါ။ဒီလိုလားမျိုးမှာအတိတ်ထန်ဝင်ရင်အလွယ်တကူအောင်မြင်တတ်ပါတယ်။ အထူးပြုဆရမှာကအလောက်ကန်တဲ့ပတ်သက်တာကိုယ့်ရဲ့အလောက်ထဲမှာမိတ်ဆွေတွေအပေါင်းအသင်းအကြောင်းအရာကိုမှစိတ်ညစ်နေရတာမျိုးအလောက်တွေကိုပြောင်းချင်တာမျိုးဆွေးချင်တာမျိုးတပတ်ပတ်ပေါ်လာတတ်ပါတယ်အလောက်ကန်တဲ့ပတ်သက်မယ်ဆိုရင်တော့ကံရညံ့ပါတယ်အလောက်တွေစတင်ချင်တဲ့သူတွေအလောက်တွေတိုးချဲ့ချင်တဲ့သူတွေအလောက်ပြောင်းချင်တဲ့သူတွေအလောက်ကိုလွယ်လွယ်နဲ့စာလို့မရတာတွေဒါကြုံရရတတ်ပါတယ်ဒါကြောင့်အလောက်ကန်တဲ့ပတ်သက်မယ်ဆိုရင်အထူးပြုဆရမယ်ကာလာတခုဖြစ်ပါတယ်အလောက်ကန်ရညံ့တယ်ပြောရင်လည်းမမာပါဘူးခင်ဗျာ ဒါကြောင့်အလုတ်ပြောင်းမှဆွေးမှလည်းလုံးဝမလုပ်သင့်ဘူးအလုတ်စာရခန့်နေတဲ့အလုတ်ကြောင့်ညံ့နေတယ်ဆိုရင်ကျွန်တော်ပေးမဲ့ရန်ရည်အားကိုဒါဖြည့်အောင်လုပ်ပြပါခင်ဗျာအလုတ်ကန်တွေပြန်လဲကောင်းမှုရအောင်လုပ်ပါခင်ဗျာအရန်ကန်ကောင်းနေတာကကန်နဲ့ပတ်သက်တဲ့အလုတ်တွေကအရန်ကြိုးပြပါခင်ဗျာမိတ်ဆွေကကန်နဲ့ပတ်သက်တဲ့လုပ်မယ်ဆိုရင်တေချာပေါ့မိတ်ဆွေအောင်မြင်မှုတွေနေကြပါမယ်ဒါကြောင့်မိတ်ဆွေကန်ဆန်းချင်တယ်ဆိုရင်တော့၈ပါးရဲ့နံပါတ်တွေကမိတ်ဆွေအကျိုးပေးပါတယ်၈ပါးရဲ့နံပါတ်တွေကြောင့်မိတ်ဆွေကကန်ကောင်းမှုတွေရရှိမှာဖြစ်ပါတယ် ပြန်ကောင်းနေတဲ့အရောင်ကအပြာရောင်ရဲ့အကျူရောင်ရဲ့ဖြစ်ပါတယ်အလိုရှိတဲ့နေရာမှာအရေးကြီးတဲ့နေရာမှာဒီရောင်နဲ့ဝှေ့ဆင်ခြင်းအပြင်မိတ်ဆွေကံကောင်းမှုတချို့ရရှိမှာဖြစ်ပါတယ်ဒီငါးလပိုင်းမှာတောက်ကြသားပြီးတော့ခီးဝေးသွားတာတွေခီးဖက်တာတွေလှုပ်လို့ရပါတယ်အကျိုးလည်းပေးပါတယ်ခင်ဗျာမိတ်ဆွေကအလုပ်ကိစ္စနဲ့ခီးဝေးတွေနဲ့ထွက်ရတတ်ပါကိုကနိုင်ငံရသွားဖို့စီစဉ်နေတယ်ပတ်စပို့တွေဗီဇာတွေစောက်ဆိုင်နေဆိုရင်အလွယ်တကူရရှိတတ်ပါတယ်ဒါကြောင့်ရက်ဝေးခီးတွေ ရက်ဝေးခီးတွေကရက်ဝေးအလုပ်တွေကမိတ်ဆွေကိုအကျိုးပေးပါတယ်။ဒါကြောင့်မို့ဒီ9လပိုင်းမှာမိတ်ဆွေကခီးဝေးသွားရတတ်ပါတယ်။အရန်ကန်ကောင်းနေလို့လည်းဆိုပါတယ်ခင်ဗျာ။ကဲဟုတ်ပြီ။မိတ်ဆွေတို့ကိုကျွန်တော်ရေတရာလေးတစ်ခုပေးမယ်။ဒီရေတရာကိုဖြစ်အောင်လုပ်ပေးပါခင်ဗျာ။ဒီရေတရာလှုပ်လိုက်ခြင်းအားဖြင့်ဒီ9လပိုင်းမှာမိတ်ဆွေတို့ကြုံတွေ့မယ့်အခက်အခဲအကျက်တွေပြေပြောက်ပြီးတော့ကောင်းတဲ့ຢာလေးတွေခုချီကိုရောက်ရှိမှာဖြစ်ပါတယ်။ ရည်ရာဖြစ်အောင်လုပ်ပေးပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ။လောက်ရမယ့်ရည်ရာကနှစ်မျိုးဖြစ်ပါတယ်။မိတ်ဆွေတို့လောက်ရမယ့်အချိန်ကတင်းငွေတွေနေ့မနက်7:00နာရီ15မိနစ်တော့တင်းမှာပြုလုပ်ရမှာဖြစ်ပါတယ်။အကောင့်ချရည်ရာနဲ့အစိုးချရည်ရာကိုကျွန်တော်ပေးပါမယ်။အကောင့်ချရည်ရာကမိတ်ဆွေဒီကားလပိုင်းမှာကောင်းတဲ့အရာလေးတွေကိုစီစဉ်ရောက်ချရအောင်ပါ။အစိုးချီကဒီငားလာမဲ့မှာမကောင်းတဲ့အစိုးရပြပြရအောင်လို့ပါ။ဒါကြောင့်မို့အကောင့်ချင်းနဲ့အစိုးချီကိုနှစ်ခုလုံးပြည့်အောင်လုပ်ပေးပါခင်ဗျာ။ဗျံရိုင်းနဲ့တည်းလောက်ရမှာဖြစ်ပါတယ်။ကဲဘယ်လိုလုပ်မလဲကျွန်တော်အသေးစိတ်ရှင်းပြပါမယ်။ နေ့စီပန်း10ပွေတိတိမိတ်ဆွေရအောင်ရှာပါနေ့စီပန်း10ပွေကအကောင်းချေရတရားတွက်ပါဘဒောက်အခက်လေးတွေရရင်လည်းကောင်းတယ်ဘဒောက်ထက်အဆင်မပြေဘူးဆိုရင်မင်းမျိုးပန်းအခက်ရပါတယ်အဲ့ဒါက16ခက်တိတိရအောင်ရှာပါဘဒောက်ခက်ဆိုရင်လည်းအညို့လေးတွေကိုအခက်လေးတွေပေါ့နော်ချွေပြီးတော့16ခက်ရအောင်ရှာမရဘူးဆိုရင်မင်းမျိုးပန်း16 16ပွေကိုရအောင်ရှာဒီနှစ်ခုရပြီဆိုရင်ကျွန်တော်ရတရားချေလို့ရပါပြီချေရမယ့်အချိန်က တနင်္ဂနွေနေ့မနက်ပိုင်း7:15မိနစ်ချိန်မှာပြုလုပ်ရမှာဖြစ်ပါတယ်။ကဲဘယ်လိုလှုပ်လဲဆိုတာကိုအသေးစိတ်လေးကျွန်တော်ပြောပြပါမယ်။လှုပ်ရမှာကအရန်လေကူပါတယ်။မိတ်ဆွေရဲ့အိမ်မှာဖះအကြောင်းဆောင်ရှိတယ်ဆိုရင်ရပါပြီ။အမရှိဘူးဆိုရင်လည်းဖះအကြီးမှန်းပြီးတော့လှုပ်လို့ရပါတယ်။ခုံလေးပေါ်တင်ပြီးပေါ့နော်။ဟုတ်ပြီနှင်းစီပန်းဆယ်ပွဲကိုဖះမှာတက်လို့မယ်။ မကတ်လူချစ်ခင်မှာခဏအောင်ကြာပြောတဲ့မေမျိုးပန်းသို့မဟုတ်ဗထောက်ခက်လေးတွေကိုဖျားရဲကြောက်ဆောင်ရဲ့အနီနာမှာချခင်းလိုက်ပါအဲ့ဒါကိုမိတ်ဆွေခြေထောက်နဲ့ချမြင်ပြီးတော့ခဏအောင်အစင်တဲ့လောက်ထားတဲ့နေစီပန်းဆယ်ပွေကိုဖျားမှာကတ်လူရမှာဖြစ်ပါတယ်အဲ့ဒါကတ်လူပြီးတာနဲ့အိနင်းထားတဲ့နော်ဗထောက်ခက်လေးတွေကိုလုံးဝလက်နဲ့ပြန်မထိပါနဲ့အနားမှာပေါ့နော် အနာဘေးမှာဖယ်ထားပြီးတော့မိတ်ဆွေတို့ကဖယောင်းပြီးပူဇော်ခြင်းပူဇော်ဒါမို့ဆိုဖယောင်းနိုင်သူရင်တို့မိတ်ဆွေတရားစီထားတွေပူဇော်ပြီးတော့ဒါလေးလေးနက်နက်လေးဆုတောင်းရမှာဖြစ်ပါတယ်ဖြစ်ချင်တဲ့ဆန္ဒတွေဆုတောင်းအဖြစ်ချင်တဲ့ရာတွေလည်းဆုတောင်းလို့ရပါတယ်လောကဖြစ်လာမှာမဟုတ်ဘူးဒီရတရားဖြစ်အောင်လုပ်ပြီးပါခင်ဗျာဒါအောင်လုပ်လက်ချင်ရင်မိတ်ဆွေဒီ၅လပိုင်းမှာကံကောင်းခြင်းတွေမိတ်ဆွေကိုရောက်ရှိလာမှာဖြစ်ပါတယ်ယုံကြည်နဲ့လုပ်ပြီးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်အရန်လေလွယ်ကူပါတယ်တခုတတိထားရမှာကဘတ်ဟောက်အခက်လေးဒါမို့မင်းမျိုးပန်း ပန်းလေးတွေကိုမိတ်ဆွေတွေကအစိုးနော်နင်းချေထားတဲ့ကြောင့်မို့မိတ်ဆွေခြေထောက်နဲ့နင်းချေလိုက်ရဖြစ်တဲ့ကြောင့်မို့လောဝါလက်နဲ့ပြန်မကိုင်းပါနဲ့မိတ်ဆွေမဖြစ်မနေကိုင်းရမယ်ဆိုရင်လေဒါလက်အိတ်တွေဆွတ်ပြီးတော့ကိုင်းပြီးတော့ချောင်းပြီးပြတ်သွားမျောလိုက်ပါဘာကြောင့်လက်အသားနဲ့သတ်မကိုင်းခံလဲဆိုအစိုးတွေပြန်ရောက်မှာဆိုလိုပါခင်ဗျာဒီရေဒီဟာလောက်လက်ချင်းအားဖြင့်ဒီ၅လပိုင်းမှာနောက်ကြတာမျိုးတန်ကောင်းချင်းတွေကိုယူကြောင်းလာမှာဖြစ် ရေုံချင်းနဲ့လက်လုပ်ပြီးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ခင်ဗျာကျောင်းမိတ်ဆွေတွေနှစ်အဆနှစ်ဆုံးကောင်းတဲ့ပေကောင်းတော့တဲ့ကောင်းတော့ငွေချင်းနဲ့ပြည့်စုံပြီးရောဆွေတော့မီတာစုပါတွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာနောက်နေ့မှပြန်လဲဆုံတွေ့ကြပါမယ်